ဒဇင်ဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းဒဇင်ဦးကလည်းပြောပြပါလိမ့်မယ်ကိုစော်ဝင်းရဘလို့ယောက်ျားမျိုးလဲဆိုတာကိုဒဇင်ဦးပြပြလိမ့်မယ်အဲ့တော့ပြောချင်တာဗျာခဏတော့ကျွန်တော်ဘာလို့အဲ့လိုဘာခိုင်းနေရလဲဟမ်ခဏတော့ကျွန်တော်တခုပြောပြီးလားအနာရှိရင်ဆဲလို့ဘူဝတော့တခုပဲကျွန်တော်သွားမှာကျွန်တော်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရနေနော်အဲ့ရောက်တဲ့မှာကျွန်တော်လုံးမှာအဲ့လိုလုံးရမှာ နော်အဲ့တော့ခင်ဗျားတို့က ဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်ကိုတတ်ချင်တာပေါ့ဒီဘက်ကလူတွေထောင်မကြကြအောင်ကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောက်အောင်ချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ900ကပုံမှန်လည်းကျွန်တော်ကြားရင်3နဲ့ပေါ့လူငင်းချမ်းသာမတောင်းဆိုပါဘူးเนาะကျွန်တော်အကြခံပါမယ်ဒါပေမဲ့ကျွန်တော်ထောင်မကြမချင်းတော့ခမားတို့မဟုတ်တာလှုပ်တဲ့ဥစ္စာတွေတော့ကျွန်တော်ဖော်ထုတ်မယ်အခုလေအိမ်ရှိမှစွန်းလောင်းတယ်ဟိုကကျွန်တော်အမြဲတမ်းပြောတယ်မတ်စတာဒါရင်အုတ်ထုတ်ဆောင်တာရင်မဟုတ်ဗျတပ်မတော်က ုံချုပ်ကြီးတယောက်ဗျာအဲ့လောက်တော့မှအတိအမြင်မရှိဘူးလားမရှိတော့တေပေါ့ဗျာဟုတ်လားကျွန်တော်ပြောချင်တာဘယ်နေရာမှာမှမလုံခြုံဘူးငါကြောက်ကြောက်နေအကောင့်တွေကဝင်းတော့ဘလောက်ဘလောက်ဆုံနေသေးလားငါပုံစံတော့ကြပါလိမ့်ညာရင်တော့တိုင်ရုံးတွေငါပုံစံတွေကြောက်လေးကြပါကြပါတော့ငါတို့မိတဲ့ပုံစံတွေကြောက်လေးကိုမီကိုလို့လေးမင်းတော့ပါတော့။အားမပြောဘူးငါပါတယ်ငါတို့မိရဲ့အဲ့လေးဆိုတော့တကယ်ပြောပြရအောင်။မိသားရဲ့အဲ့လေးကိုငါတို့စမင်းမှာမဟုတ်ဘူး။မင်းတို့လည်းတမန်တော်ကြီးစင်တာတူတူ တို့ကလေငါပြည့်စရာဒါတမငါတို့ဘလို့ချင်ဘူးစစ်ထုတ်လည်းမလို့ချင်ဘူးဥပိုင်လည်းမလို့ချင်ဘူးဒိဋ္ဌလည်းမလို့ချင်ဘူးငါတို့လို့ချင်တာမိပါရင်ဖြစ်တာပဲနောက်ဆုံးပြေးတာပြေးပြီးမရှိတေပါတေပါရတော့လေဘယ်လိုဘာဖောက်ပဲတာဒါလည်းပြစ်စေးပြရမှာတော့မပေးတဲ့တို့ပြေးတို့ကဲ့ရင်ဝင်ပြောလိုက်ဆိုလိုက်ဒီကနော်တရင်မလို့ပြောလိုက်ဆိုလိုက်စမ်းစလားပြောလိုက်ဆိုလိုက်စမ်းတရင်မလို့ဒီကပြစ်စေးလည်းမလို့ချင်ဘူးပြီးပါလေဒီတို့ကလေရှဲဘော်တယောက်ပဲဒီတို့ကမြို့ဝတ်ဆိုဘုံကတိကျဖို့ဒီလေဒီတို့ကရှဲဘော်တယောက်ပဲဒီတို့ကမြို့ဝတ်ဆိုဘုံကတိကျတယ်ပြေးတယ်ဆိုလိုက်ဟာဒီလေငါတိတ်သွားလဲဆိုတော့အဲ့ပြစ်စေးပါတော့မှာတိတ်မနဲ့တိတ်မလို့ပါလို့ပါ ပေးစင်တော့တာပါပေးထားလို့ဒီတော့လည်းဒီစားလို့စေပွင့်ရစားတယ်ရှိဒီစားလို့ပလောက်ပလောက်ဆောင်ရပြည်ကိုမီကိုလို့တမလို့ပြီဒီတော့လည်းညဝဆိုးရမတိတာအင်းတရားရဲ့ကောင်းပြီဒီတော့လည်းအထက်ကလူကြီးလေးမြတ်တက်မဲ့ထားတဲ့ခါတဲ့ညဝဆိုးကမတိတာလားရဲဘော်လေးစီရတဲ့မတိတာလားခိုးလို့လည်းမတိတာဒီလိုလည်းမတိတာမတိတာလေချင်းနေလည်းမချက်ခါလည်းမရမယ်မင်းရဲ့ရှေ့လက်ပြောင်းလာရတယ်ငါတို့ပြေပါလားပြီးတော့ကျွန်တော်တို့ပြောရအောင် နင်တို့ကလည်းနင်တို့က subject နေရောက်ကြတိလားဒီလိုအလောက်ကြီးတယ်တမန်တော်ကြီးရောက်လာနေရေကျမကိုဟွာလောက်ပါတယ်နော်အထက်ကလူကြီးကြီးတည်နေကြတယ်ကြားနေကြတယ်အောက်လက်ငယ်သားကြီးတော်တော်ဆိုးဆိုးဝါတက်ရင်မှုတွေတွဲစီရတာတမန်ရောနိုင်နေအရင်ကျစ်ပါတယ်နော်တမန်ရောဒုက္ခရောက်တာသူတို့မကြည့်ပါဘူးနော်အောက်မှာအစီပြေလာဟုတ်လားဟိုခြေထဲနေစစ်စီရတယ်မအစီပြေဆိုပြေးရလို့ပဲပြောရသူတို့ဂျာလူလိုချင်တယ်တိလားအဲ့လိုတက်ရင်မှုတွေအဲ့လိုမတွဲစီနေစတော့ဒီမှာနေရဖားနိုင်ခြင်းဖြစ်နေတိလားဒီလိုရတယ်ဒီလိုမျိုးအဲ့အကြောင်းတွေမျိုးကလည်းစပါလို့မပြောအောင်ခင်ဗျာငါအရာရှိတယ်ငါစတတ်တယ်ဆိုရင်လည်းလုံးစံတိုင်းလောက်ပါလား အပတ်တည်းအပြင်ဖြစ်ဝမ်းလမ်းကြောင်းနေပြီကိုကြီးစာလာလို့ဖြစ်ရှင်ဒီလိုမိမရင်ဒီလိုတေဝရင်ဒီလိုမိမဘလောက်ဘလောက်ဆိုတယ်ဘာလို့ကိုကြီးနဲ့စာလာကြရောဘာလို့အဖေရင်းတော့ဟာကိုကြီးနဲ့တော့စာလာကြတာဒီလိုကကိုမျိုးဝါဆိုအပ်တယ်ရပြီးတော့အိမ်ကဒီလိုမိမရင်မစတီစီအောင်မေဒီလိုကြည့်ရတယ်တပည့်တွေဘလုံးငါကြည့်စကြတယ်တပည့်တွေဘယ်နှပ်တယ်ဘာလို့တေးပြီးဘတူးတေးငတေးမှာပြီးရောဆိုလဲခွေးတောင်စာတိတ်ရင်မှုညောပြောပြီးပြီဟေးစစ်လာဘာလို့ရအောင်စစ်တယ်ဘူးလို့ဖုန်းနေဆက်တော့ တပည့်တွေကိုဟိုဟွာလုတ်တယ်အစားတွေညာပြောလိုက်ရင်တော့တိုင်ရုံမကောင်းနေဘယ်နေရာကောင်းတာလဲမြန်မာနိုင်ငံတိုင်ရုံတွေဘယ်ကောင်းဒီကောင်းတာကောင်းတဲ့ကောင်ငေါ့ပြားစမ်းဟဲ့ဘယ်ကောင်းဒီကောင်းကောင်းဒီကောင်းငေါ့ပြားစမ်းကုတ်တယ်မကျအဲ့မြေကအဲ့ကတည်းကပတ်စံဟဲ့ငါဆရာကြီးဆိုတော့သူမြောက်ဟောက်လားဟန်လားလေစကားတွေပြောကြတော့ဟိုစကားတွေပြောကြပြင်ဆင်ပေးရမှာဆိုဟိုအဲ့ဒီဒူတီတွေဝင်သွားတာဟိုလိုဖန်ဆန်တာဒီလိုဖန်ဆန်တာဘာမှမဟုတ်ဘူးရဲ့အကြောင်းအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ အဖသားသမီးတွေရဲ့ပောက်ကွဲတံတွေနဲ့အတူနွားထိုးကြီးမျိုးနဲ့ထန်းစင်ရွာရှိတရုတ် gas pipeline ဆောင်စစ်တပ်စခန်းနဲ့ gas တုံးဆက်ယုံကိုတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ထားတရုတ် gas pipeline ဆောင်စစ်စခန်းများကိုသိမ်းပိုက်ထားမှုနိုင်ငံရေးအရာအရေးကြီးဟုဆိုသည့်ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါရစေ။ မန္တလေးတိုင်းနွားထိုးကြီးမြို့နယ်ထန်းစဉ်ရွာအနီးရှိတရုတ် gas pipeline ဆောက်စစ်တပ်စခန်းနှင့် gas tone ဆက်ယုံကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားလေးဦးသေဆုံးပြီးလက်နက်နှစ်လက်နှင့်ဂျမား၁၁လုံးသိမ်းဆည်းရရှိခဲ့ကြောင်းမြင်းချံခရိုင်မှ၈တရင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည် မေလ15ရက်နေ့နနက်6:00နာရီခန့်မှစတင်၍နွားထိုးကြီးမြို့နယ်ထန်းစဉ်ကျေးရွာအနီးရှိတရုတ်နိုင်ငံပိုင်ကက်စပိုင်ဆောင်စစ်ကောင်စီတပ်စခန်းကိုကိုအညာမြေစစ်စင်ရေးအဖြစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်ဖြင့်အသေးအံပုံကျဲခုခံခဲ့ကြောင်းတို့ရတွင်မေလ15ရက်နေ့ည3:00နာရီအထိတိုက်ပွဲကြမြင့်ခဲ့ပြီးနောက်စခန်းသိမ်းယူနိုင်ခဲ့ကြောင်းစစ်ကောင်စီတပ်သားလေးဦးတည်ဆုံးပြီး ။ဦးစီမျိုးစားတနက်တလက်မှ၃မျိုးစားတနက်တလက်နှင့်၈ချမ်းလုံးဂျမတလုံးတို့တင်စေရရှိခဲ့ကြောင်းသိရသည်။မနက်၆နာရီကနေစတိုက်တာညနေ၃နာရီလောက်မှတိမ့်မိပြီးပြန်ဆုတ်လာခဲ့နိုင်တာလေရင်ကတအားပုံကျဲချနေတော့တဖြည်းဖြည်းချင်းတက်သိမ်းရတာ။ စခန်းထဲမှာကမျက်မြင်အလောင်းရတာနှစ်လောင်းတခြားဘေးမှာတည်နေတာကနှစ်လောင်းဆိုတော့စုစုပေါင်း၄ယောက်တည်တာအင်အားကမများဘူး15ဦးလောက်ပဲရှိတာစခန်းဘန်ကာတွေတော့ဖြည့်ဆည်းခဲ့တယ်ကျွန်တော်တို့နည်းနည်းပြန်ဆုပ်ပေးလိုက်တော့စခါတွေထွက်ပြေးသွားတာနွားထိုးကြီးမျိုးလည်းပြန်ပေါင်းသွားတာလက်ရှိအထိအဲ့ဒီစခန်းကိုပြန်မဝင်ဘူးလက်ရှိနွားထိုးကြီးမြို့ထဲမှာစက္ခရီပေါင်းနေကြတယ်ဟုမြင်းချန်ခရိုင်မတ်ရှိတဲ့ရင်မှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြသည် အဆိုပါတိုက်ခိုက်မှုကိုမြင်းချန်ခရိုင်မှာ၈တရင်းနဲ့နွားထိုးကြီးမြို့နယ်ပကဖာတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနွားထိုးကြီးပကဖမရဲဘော်တအူးကြဆုံကစစ်ကောင်းစီတက်ဤလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုကြောင့်မစိုးရင်ရဒဏ်ရာနှဲငယ်ထိခိုက်ဒဏ်ရာရရှိသည့်ရဲဘော်တအူးရှိကြောင်းသိရသည် တရုတ် gas pipeline ဆောင်စစ်တပ်စခန်းကိုတော်လန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်မှုသည် နိုင်ငံရေးအရအရေးပါပြီးစစ်ကောင်စီတပ်အနေဖြင့်တရုတ်၏အကျိုးစီးပွားကိုအကာအကွယ်မပေးနိုင်တော့သည့်အခြေအနေကိုပေါ်လွင်စေကြောင်းတော်လန်ရေးတပ်များအနေဖြင့်စစ်တပ်ကာကွယ်ထားသောစစ်စခန်းများနှင့်အတူတရုတ်၏အကျိုးစီးပွားဆက်ယုံနှင့်နေရာများကိုသိမ်းပိုက်ခြင်းမှာနိုင်ငံရေးအရအပြောင်းလဲများစွာဖြစ်ပေါ်လာသည်ဟုဆိုနိုင်ကြောင်းတော်လန်ရေးတရင်ရင်းမြစ်တို့ကပြောဆိုသည့် တကယ်တော့စစ်တပ်ကတရုတ်အကျိုးစီးပွားကိုတကယ်ကိုအကာအကွယ်မပေးနိုင်တော့ဘူးဆိုတာတရုတ်တွေသိသင့်ပြီးတရုတ်အကျိုးစီးပွားတွေအတွက်တော်လန်ရေးတပ်တွေနဲ့မဆက်ဆံရင်မရတဲ့အခြေအနေရောက်လာပြီလို့ပြောလို့ရတယ်ဟုတိုင်းရင်းသားတော်လန်ရေးတပ်များနဲ့ထိတွေ့ဆက်ဆံနေသောတော်လန်ရေးတရင်းရင်းမြစ်ကတုံ့တက်ပြောဆိုသည်ဆိုရင်တို့ကကျွန်တော်နောက်ဆက်ဖို့အတွက်ဟိုပေါ့နော်ဖုန်းတွေဆက်လာတော့မှာပေါ့အဲနောက်ဆက်တဲ့နေရာမှာဟို PDF တို့လက်သုံးချောင်းတောင်းတာကိုနောက်ဆက်တာအသိပြဿနာမရှိဘူးကွာ ရင်ဆိုင်လို့ရဒါပေမဲ့ကိုဘကလူတွေနှောက်ရတာပူဆိုးနေပြောင်းနေလို့စိတ်ပူနေတာညာဖေးကျွန်တော်ပြောင်းနေကျွန်တော်ပြောနေလေကျွန်တော်နာမခမ်းမှာကျွန်တော်21ရက်22ရက်ပေါ့နော်နောက်မြောက်တိုင်းစစ်တမ်းတိုင်းကျုံးရဲ့တိုင်းမူကြီးဘုချုပ်ညုံမထွေးဦးစီးပြီးတော့မှအရာရှိအရာခံအကျက်စစ်တီတွေပေါ့နော်အလူအဲ့အလူကိုကျွန်တော်ကသွားနေတာ အဲ့လိုသွားတော့ကျွန်တော်ရိတ်တာမှာကြတော့ကျွန်တော်ကကျွန်တော်အကန့်ရဲ့ vocal ဒီ vocal ကအရန်ကျေတော့ဟိုဘေးမှာလည်းဟိုဖြောပြေးတင်ဆက်တဲ့လူတွေရှိတော့ကျွန်တော်ကအတန်ကျဲကြီးနဲ့လိုက်လို့နေဆိုရင်ကျွန်တော်အဆင်မပြေလို့အဲကြောင့်မလို့ကျွန်တော်မနေ့ကပြန်ရောက်တယ်နှစ်ချိန်နှစ်ချိန်ပထမတစ်ချိန်ကတော့အလူကမဖြစ်လာလို့ကိုကျော်စိုးဦးရေမြန်မာလေးတစင်ဦးရေကျွန်တော်ဇော်ပုံးရင်ကပြန်လာတာ ျွန်တော်တက်မတော်မှာဒါရောကျွန်တော်လူတိအောင်တော့ပြောမနေတော့ဘူးအဲမဖြစ်ဘူးဆိုတော့နောက်တစ်ချိန်ကျွန်တော်ပြန်သွားလာကျွန်တော် home lane တိတောင်ရောက်လာ home lane တိဒဇင်ဦးနဲ့အဲလူတွေတချို့လည်းဒဇင်ဦးနဲ့လည်းအဲ့လိုမျိုးရှောက်ပြောရသလားမမြင်လားလားမြင်လားဘာဒီမှလည်းမသိကျွန်တော်အာရုံနဲ့နှောက်လို့ခွေးတွေဦးတွေလည်းမဟုတ်ဘူးနော်ဟုတ်ကဲ့ပါတော့အဲကျွန်တော်လိုင်းမတက်လာကျွန်တော်ပျောက်နေဆိုကျွန်တော်စွမ်းလာတဲ့တိတော်မှာတင်ထားပေးပါတယ်ကျွန်တော်လည်းပြင်ပန်းနေပြီကျွန်တော်မူးတယ်လို့ဘာတယ်လို့ညာလေးပြောတော့လူတွေကကျွန်တော်ကိုပြောတယ်စုံဖို့ရင်းနဲ့ အရက်မတော့ပါနဲ့လားတဲ့ကျွန်တော်အရက်တော့ပြီးပါများမားဘူးလို့လေလို့ကျွန်တော်မေးချင်တာလူရတချို့ကကျွန်တော်လေးစားနေတယ်ပေါ့ဟိုတိုင်းပြည်အတွက်တက်နိုင်တဲ့ဘက်ကနေလှုပ်ပေးနေတာပဲဒီပေါ့အရက်မတော့စီချင်ဘူးပေါ့ကျွန်တော်ကလူသားလေကျွန်တော်အရက်တော့ပြီးတော့မားတာဗာများလှုပ်ဘူးလို့လေ အဲအဲအဲပြောတဲ့လူတွေကိုလည်းကျွန်တော်ဒီကနေတခါကျွန်တော်ခုပြောမှာကအေဟိုမိတ္တလာခမတို့ပြောတဲ့ဘာလဲဟိုပြည်သူစစ်ကအဲကိုဇော်ယူထုံးနဲ့အဲကိုပြောပေါ့နော်ဘုံမူဝေပြောပေါ့ဘုံမူဝေပြောဆိုတော့သူကအပစဉ်52က52ကပေါ့နော်အင်းဒိတ်41အဲအကြောင်းကျွန်တော်မပြောတော့ကျွန်တော်ကတက်ကနေတက်ဘက်ကနေလိုက်ပြီးတော့ဒီကောင်မပြောရဲဘူးဘာညာလဲကျွန်တော်ပြောတယ်ကျွန်တော်အမှန်တိုင်းပြောရင်ကျွန်တော်မပြောကျွန်တော်ကလူတွေဝေဘနာကိုလူတွေကမိုးကဟုတ်ကတွေပေါ့နော်အဲ့လိုပြောတာကိုကျွန်တော်က ဖြည့်ရှင်းပေးခြင်းနဲ့နော်တက်မလို့ရဲ့အတိုင်းဝိုင်းကကျွန်တော်အများကြီးရှိတာကျွန်တော်နဲ့ကျွန်တော်ဘာမပြောရရမှာတော့အမှန်တရားကိုအဲ့တော့ဒီညပြောမယ်ဒီညမှာကောင်းကောင်းနိုင်ရတာတောင်းရည်လာနေရတာဟုတ်လားကျွန်တော်စစ်တဲ့အကြောင်းဘာဖြစ်တယ်လို့ညာပြောကျွန်တော်နမကတိုင်းရိတ်တာမှာကျွန်တော်အိတ်ခဲ့တာပဲကျွန်တော်ပြောလို့မရဘူးလေကျွန်တော်ဘေးမှာအမှုပညာရှင်တွေပါတယ်လေအဲအမှုပညာရှင်တွေကကျွန်တော်ကပြောနေရင်ကျွန်တော်အဆင်မပြေဘူးလေဗျာဟုတ်တယ်မလား အခုဒီညာပြောပေးမယ်မူးနေတော့ဘာလို့မူးရင်လူကမူးရင်ချီးကျွေးရင်လူမှမစားဘူးခမကျွန်တော်ကျွန်တော်မူးနေတယ်လို့ဘာလို့ပြောခမချီးကျွေးရင်စားမလားဟုတ်လားအရေးတော့ပြီးမားခြင်းနဲ့ပတ်စလို့ဘာတမရှိရဲ့တွေးတွန်းနေရလားကိုကြီးတွေးမတွန်းဘူးဒီအဓိကအရေးပြတ်တာအေးပြတာကျွန်တော်တို့ကျွန်တော်ဖွင့်နေဆုံးပြောပြမယ်ကျွန်တော်က နထိုးကြီးဒီဝလူကိစ္စတော့ကလည်းကျွန်တော်မအေးရဘူးညမနေ့3နာရီ4နာရီကျွန်တော်လိုင်းပေါ်မှာတကြီးလေးယူတယ်ကျွန်တော်နထိုးကြီးကိစ္စကိုကျွန်တော်ခင်ဗျားတို့သိတယ်နော်ကျွန်တော်ဒီနထိုးကြီးမဖြစ်ခင်တည်းကကျွန်တော်ပေါ်ခဲ့တယ်ဘာလို့ဖြစ်လာလဲဖြစ်လာတဲ့အချိန်မှာခင်တော့ကျွန်တော်ကအကြည့်တည်င်းကိုအသေးအတန်လိုက်တာဒီနထိုးကြီးဒီဝလူကိစ္စလိုက်တော့ကျွန်တော်အိတ်အိတ်လို့မရတော့ဘူးအဲ့အချိန်မှာတည်င်းကလည်းဘာဖြစ်နေလဲဘာဖြစ်နေကျွန်တော်တို့ကလည်းအောက်ကိုမေးတယ်နော် မေတော့တင်းဆောင်ပြီးတော့မှကျွန်တော်တို့အပေါ်ကိုကျွန်တော်တို့ပို့ရတယ်ပို့ပေးတယ်အခုဝက်လူတို့ဘာတို့အခုကျွန်တော်ပြောပြပါမယ်အခုစီမီကုံတို့ဘာတို့ပေါ့နော်ကျွန်တော်တို့ပို့ပေးတယ်စကိုင်းဆိုလည်းကျွန်တော်တို့ပို့ပေးကျွန်တော်အိတ်မအလူရလူရအချိန်ရ၄နိုင်၅နိုင်လောက်အချိန်ရတော်သေးတယ်အဲ့အချိန်ဒီကျွန်တော်မအိတ်ဖဲနဲ့အဲ့တင်းကိုလိုက်တယ်လိုက်ပြီးတော့ပြောတော့တကယ်တော့ကျွန်တော်ပြင်မန်းတာပေါ့ဒါလို့လဲဆိုတော့ကျွန်တော်ကတိုင်းမျိုးချစ်တာလေတိုင်းမျိုးချစ်တယ်နိုင်ငံကိုချစ်တယ်တမ်းတော်သားတွေကိုချစ်တော့ ရေးပြတယ်ဗျာကျွန်တော်ကငကိုတွေကအရက်ကြိုက်တာဒါကျွန်တော်ကဘယ်သူမှမလင်ဘူးကျွန်တော်အရက်တော့ပြီးဘယ်သူမှမမှာဘူးကျွန်တော်ကအဲ့မှာတတိယအရင်နဲ့ဒီဒီဝလူကိစ္စပေါ့နော်ငါကိုရှိတော့ငါရှိလို့ကိစ္စတွေကိုညမှာတတိယပြရရှိတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ကလောက်တော့ပါတော့ကျွန်တော်ဒါကြီးတိတ်တော့အများကြီးတော့ကျွန်တော်မပြောချင်ပါဘူးဘာလို့လဲဆိုတော့အခုဒီကျွန်တော်တို့အုံမဒီအုံခါတို့30တို့အဲဆမ်စေတို့ ကိုကျွန်တော်တက်မတော့ခင်ဗျားတို့ကအုံမဒီအုံမကားမရသေးဘူးလားလို့ခင်ဗျားတို့ကပြောတယ်ဆမ်ဆယ်တို့ငုတ်ကလေးတို့မရသေးဘူးလားလို့ခင်ဗျားတို့ကမေးမယ်ဒါပေမဲ့ခင်ဗျားတို့ဘယ်လောက်ပူပေါင်းလဲခင်ဗျားတို့ရဲ့ပူပေါင်းတဲ့ပုံမှာမူတည်တယ်ကျွန်တော်ကမအိပ်ဘူးအဲ့ဒါတွေနဲ့လိုက်ပြီးတော့ကျွန်တော်ကအဲ့ကမလို့ကျွန်တော်အပေါ်ရီကြောင့်ပေးတဲ့ကောင်အတူတည်းကျွန်တော်အရက်တောက်တယ်လို့ဘာညာလို့ပေါ့နော်အချက်ကကျွန်တော်ကြိုက်လို့ကျွန်တော်တောက်တာလေကျွန်တော်အရက်တောက်တာနဲ့တိုင်းပြည်ကိုအတော့မအားဘူးလားအဲ့တော့ကျွန်တော်ကဝယ်ဦးကြီးချုပ် အဘကကြောင့်ကြီးဦးမရောက်လိုက်အဘတူတုတ်ကြီးဟုတ်ငွေတော့ဘောနော်အခုဒီဘက်နောက်ပိုင်းနေအောင်သူတို့ရရမတော့ဘူးလားအတော့တက်တာပဲအရက်တော့တဲ့လူတိုင်းကခနာတို့အထင်မကြီးစရာဟိုဒီကောင်အရက်တော့နေတာပဲဘာမှမဟုတ်ရှောက်ပြောနေရမှာဆိုရင်တော့ဒါဆိုစစ်သားအရက်မတော့ဘူးလားရှင်းနေမှတိုင်းရင်စစ်သားလေအဲ့ဒီတမတော်ကိုပြန်ပြီးတော့ပုံကန်တော်လန်နေတဲ့လူတွေက ားအရက်မတော့ဘူးလားမွေးစေပါမရှိဘူးလားအဲ့တော့စဉ်းစားပါဗျာမဟုတ်လားလူဆိုတာဟိုကိုပြောတဲ့ဥစ္စာတော့ဟိုအရက်တော့တိုင်းခင်ဗျားလေကျွန်တော်တို့နိုင်ငံတော်လှုပ်လှုပ်တာနော်တိုင်းပြည်တော်လှုပ်လှုပ်တာကျွန်တော်တို့ရှောက်ပြောနေရမှာအခုကျွန်တော်တို့တိုက်ခိုက်နေတယ်လူတွေအများကြီးပဲစော်ဘုံကြီးမဖမ်းဘူးလားလို့စော်ဘုံကြီးဒီလောက်ဆဲတာလို့စော်ဘုံကြီးဒီလောက်ပြောတာလို့အဲ့ဒီလူတွေကစော်ဘုံကြီးကောင်းကြောင်းမှာတခုမှမရေးဘူးဟော ဟမ်စော်ဘုံကြီးကောင်းကောင်းဘာလို့မရေးတာလဲကျွန်တော်တိုက်ခိုက်နေတဲ့လူတွေကိုကျွန်တော်မေးကြည့်တာပါကျွန်တော်စော်ဘုံကြီးလှုပ်ခဲ့တဲ့တက်မလို့တော့လှုပ်ခဲ့တဲ့ကောင်းကောင်းတွေဘာလို့မရေးပဲနဲ့ကျွန်တော်ကအမှန်တရားကိုပြောတဲ့ဟာတွေကိုပဲဘာလို့တိုက်ခိုက်နေရလဲခမားတို့မှာရေးစရာအလိုဆဲလို့စော်ဘုံကြီးကဆဲတယ်လို့ဘာလို့ညာလို့ပဲခမားတို့ရေးတယ်အဲ့ဒါကျွန်တော်စော်ဘုံကြီးကောင်းတဲ့အလုပ်တခုတွေခမားတို့ဘယ်လို့ဘယ်လို့မှမရေးဘူးပေါ့ကျွန်တော်ဖမ်းမယ်ပေါ့ကျွန်တော်ရေးချင်တာပြသလား ဒါကျွန်တော်ဒါဟိုခဏဆောင်တော့ကျွန်တော်ဟိုအောင်ပြောပါအခုလူတိုင်းကပြောကြတယ်ကိုဇော်ဘုန်းကြီးမှမပြောရင်တဲ့မယုံဘူးတဲ့ဒီဟိုကိစ္စပါလေမလိုက်ဘူးမလိုက်လားအာအဲဇော်ယူထုံးနဲ့ဒီဘုံမှုဝေဖြိုးဆိုတဲ့လူနဲ့ဖြစ်တာနော်အဲ့တော့ကိုဇော်ဘုန်းကြီးပြောမှရမယ်ဆိုတော့ကျွန်တော်ဟာကိုဇော်ဘုန်းကြီး YouTube မှာလိုက်လည်းမတွေ့ဘူးတဲ့ညာပေါ့အဲ့လိုပြောတော့ ကျွန်တော်ပြောပေးမယ်လို့ခဏဆောင်းလို့ကျွန်တော်ခီးထွက်နေလို့လို့ကျွန်တော်ဒီဇော်ယူထွန်းနဲ့နော်ပြည်သူစစ်ကဇော်ယူထွန်းပေါ့နော်ပြည်သူစစ်ဆိုတော့သူကယာရုအရာခံတော့အဲကျွန်တော်လည်းမပြောတတ်ဘူးပြည်သူစစ်ခေါင်းဆောင်လို့တော့ပြောတယ်နော်အုပ်ခွဲတက်ချက်ကြီးလို့လည်းအဲပြောတယ်ဒီဘက်တစ်ဘက်ကတော့ဘုံမှုဝေကျိုးဘုံမှုဝေကျိုးဆိုတာကဒီရက်စီအပတ်စဉ်အင်းတိတ်41က အဲ့ဒီအကြောင်းကိုကျွန်တော်ပြောပေးမယ်နော်နားလေအောင်ပြောပေးမယ်ခင်ဗျားတို့ဘယ်သူမှမရှင်းပြနိုင်ဘူးမရှင်းပြနိုင်တဲ့အချက်လက်တွေကိုကျွန်တော်ပြောပေးမယ်ဟုတ်ပြီလားခဏလေးစောင့်အခုကျွန်တော်ပြောချင်တာကျွန်တော်ဆေးပေးမားနေသူများတဲ့ဒီကနေ့တဲ့မိမိဘက်မှာအတိုက်အခိုက်ခံရဆုံးပုံကိုကိုပြပါဆိုရင်ကိုစောဖုံးဟင်းကိုပဲပြရမယ်တဲ့သူ့ကိုတဲ့တစ်ဖက်ကတိုက်ခိုက်နေတာမဆမ်းပြင်မဲတဲ့တက်မတော်ထောက်ခံနေသူချင်းအတူတူ ွားခံထောင်ချဖို့ကြိုးစားနေတဲ့သူတွေအများများနေပြီတဲ့ကျွန်တော်သူ့ကိုတိတ် မကြည့်ဖြစ်ဘူးတဲ့ပွင့်ပွင့်လင်းလင်းဝေဖန်မှာမရသေးတဲ့သူပြောရင်နဲ့ကိုရီကိုသွေးဒီလုံးများဒီလုံးတွေများလုံးနေတဲ့ဒါဒါတော့မျက်နှာတရပြောတာများလုံးတာရဲ့ဆဲဆိုရိုင်းဆိုင်တာရဲ့အရက်ပလင်းတပြပြနဲ့လုံနေတာရဲ့အကြောင်းနဲ့မကြည့်ဖြစ်တာပါတဲ့ဟုတ်ပါတယ်ကျွန်တော်အရက်တော့တက်ပါတယ်ကျွန်တော်ကအရက်ပလင်းပြတယ်ဆိုတာကကျွန်တော်အရက်တော့တက်တယ် ျွန်တော်မလိမ္မညာခြင်းလို့ကျွန်တော်အရက်တော့တာဟုတ်တချို့တွေလည်းကျွန်တော်တို့လူတွေရှိရတာအရက်တော့ပြီးတော့မှ line ပေါ်မှာလည်းသူတို့မပြဘူးပေါ့ဒါတော့ဒါသူတို့ကိစ္စလေမဟုတ်လားကျွန်တော်ကတခါတည်းရှင်းပြထားတာကျွန်တော်အရက်တော့တတ်တဲ့ကျွန်တော်အရက်တော့တယ်ဆိုတဲ့အကြောင်းကိုပြခြင်းလို့ကိုအရက်ပလင်းကိုကျွန်တော်ပြနေရတာဘသူကပြခြင်းမလဲဗျာကျွန်တော်လည်းအုံနောက်ရှိတာပေါ့ဟုတ်တယ်မလားကျွန်တော်အုံနောက်မရှိတဲ့လူမှမဟုတ်တာဒါလို့လဲဆိုတော့ကျွန်တော်ကမလိမ္မညာဘူးခင်ဗျလူတန်းသားတွေမှာမပါဘူး ။ဘာဖြစ်လဲကျွန်တော်ရက်တော့တယ်။ရက်တော့လို့ကျွန်တော်မားနေရပါရှိလေ။ကျွန်တော်နိုင်ငံတော်တိုင်းပြည်တွေကျွန်တော်လည်းတက်နေတဲ့ဘက်ကကျွန်တော်လုပ်တယ်။ကျွန်တော်ကအရက်တော့တဲ့တာကိုမလေးမညာပဲနဲ့သူတော်ကောင်းရောမဆောင်ဘူး။ပြကျင်လို့ကျွန်တော်ကတမင်တက်တက်ကလေးပြပေးတာ။နောက်အမှဒီမှာထပ်ပပြမယ်။ဒါကတော့သဘောမကျတဲ့အပိုင်းနဲ့သဘောကျတဲ့အပိုင်းကတဲ့ရှည်တန်းကတက်မလို့သားတွေကိုတကယ်ကူညီတယ်။တတိရှိရှိမေယာအနှံ့သွားရဲတဲ့သူ့ကိုလူတိုင်းသိနေတာလေတဲ့။ဒီလေးရဲ့ဝိုင်းထားတဲ့မြင်းညံက မက်ဒီလာယူမှုစီအရောက်သွားပြတာလေးစားတယ်ကိုဆိုမက်ဒီလာရောက်တာတော့ကိုစာတိမြင်းညံကိုမပြန်ရဲဘူးတဲ့နော်ကျွန်တော်ပို့ထားတာပြောရရှိရင်တဲ့တိုင်းပြည်နဲ့ပြည်သူမျက်နှာပဲကြည့်ပြီးဘယ်သူမျက်နှာမှမထောက်ပဲရဲရဲတင်းတင်းအာမနာတန်းပြောတာ အလွန်သဘောကျတယ်တဲ့အလွန်အကျွန်းဆဲတာသဘောမကျလဲဆဲရခြင်းအကြောင်းသိနေလို့အပြစ်ကြီးတခုလို့ မရှိမြင်ဘူးတဲ့ဒါတွေကကြိုက်ချင်းမကြိုက်ချင်းအချက်တွေချက်ချင်းချက်ချင်းမုံချင်းကင်းစွာအကျိုးသားဆုံးပြောပြတာတဲ့သူကကိုယ်တိုင်လည်းပြောစားပါလေနိုင်ငံရေးနားမလည်ဘူးဒီတော့သူ့ကိုနိုင်ငံရေးအသည့်လည်းနေတာများတယ်ပြောဖို့တော့မလိုတော့ပါဘူးတဲ့အရေးဆုံးအရေးကြီးဆုံးအချက်ကကိုစော်ဘုန်းကြီးကတမတော်ထောက်ခံသူအများစုကယုံကြည်လေးသားကြတယ်တဲ့ ားကိုးကြတယ်ဒါကလူတိုင်းမှာမရှိတဲ့သူ့ရဲ့ပင်ကိုအရေးချင်းပဲတဲ့သူကတိုင်းမှုတွေတက်မှမှုတွေလောက်ကန်ဆောင်ရွက်နေတာမအောင်မြင်ရင်တာဝန်မကျေသူအဖြစ်တက်မှတ်ပြီးစော်တော့တာပဲအဲ့ဒီမှာသူ့အတွက်တစ်ဖက်ဒေတာအချင်းတက်လော်ပြီးစစ်စစ်တွေနဲ့ထိတ်တိုက်တွေးတော့တာပဲတက်လော်ပြီးတော့ကျွန်တော်သိပါတယ်နော်ဒါပါတိုင်းမှုလောက်ကိုဖျားတင် တမမူလောက်ကိုအကတာဝကလောက်ယူစကိုးခွေနေတဲ့တက်လော်ပြီးတွေကကိုဇော်ဘုံရင်ဆဲဆုဝေဖန်နေတာတွေကို နားမခံတာတော့ဘူးတဲ့သူတို့ကတဲ့တိုင်းပြည်ဆိုတဲ့အမြင်ကျဲထက်တက်သေးကအရာရှိတွေဆိုတဲ့အမြင်ကျင်းနဲ့ရှုမြင်ကြတာကိုတဲ့မရှိရင်ဘယ်ဘီဘီအလိုက် ဤရကနာဘယ်ဗစ်ကျူးတရက်စ်ပေါ်တော့ကိုပြန်ဖက်ပါဗောဒီတော့ကိုစော်ဘုံကြီးလူတန်းတာကိုတယောမဲတိုင်းမှုတွေကိုခင်မမဲနောက်ဆုံးကိုစော်ဘုံကြီးကိုမဖမ်းဖမ်းအောင်တိုက်တွန်းတဲ့အထိပေါ်ပေါ်ဒီနေလှုပ်လာကြတာတွေ့နေရပါတယ်တဲ့ကိုစော်ဘုံကြီးဒီအများပြည်သူယုံကြည်လေးစားတော့မိမိဘက်သားများတက်ကြွလှုပ်ရှားသူအရှင်းပါနိုင်ငံရေးနားလည်သူမဟုတ်ပါဘူးချက်တူရွေးကဘာမှမဖြစ်ဘူး မေတော်တွေကကဲပြနေတာနေနေကြနေတဲ့မြင်မကောင်းဘူးတဲ့တက်တော်ပြီးစစ်စစ်တွေစေမာတိုက်နေပြီလို့ဝေဖန်ခြင်းပါတယ်တဲ့တာဝင်မကြေတဲ့တိုင်းမှုတွေလက်စားတဲ့ဂိတ်တွေအလုံးမလုံးတဲ့နိုင်ငံကတာဝန်ခံအရာရှိတွေဌာနဆိုင်ရာဖရဲသီးတွေကို ထုတ်ပြရမှာတဲ့ထုတ်ပြရမှာလေတဲ့ဒါမှတက်မလို့အတွက် ရော်တောင်းပြီးအတွက်ရောကောင်းကျိုးရမှာမဟုတ်ဘူးလားတဲ့ဇော်ဘုံအင်းကိုဖန်ခိုင်းနေတာအရာရှိဇိုးတွေကိုအားပေးနေတာလည်းအတူတူပါပဲတဲ့သူကတဲ့မဟုတ်တဲ့အရာရှိဇိုးတွေကိုပဲဝေဖန်နေတာလေတဲ့စစ်တရင်တွေတင်မလားဟုတ်တာရောမဟုတ်တာရောတင်ကြပါစိုက်ဝါဆိုပြီးနားလည်းပေးလို့ရကြပါလိမ့်မယ်တဲ့အများပြည်သူယုံကြည်လေးစားနေတဲ့စပီကာတယောက်ကိုထောင်မကြကြအောင်ရုံမှာရင်အောင်လိန်ပြီးလိန်ကြရင်လိန်ပြီးလိန်ကြရင်တဲ့ တက်မတော်အရေးသွေးနှိမ့်ကြပြီးကြိုခွဲအောင်လုပ်နေတာဘယ်သူတွေလဲဆိုတာမိကုံတုတ်လာကြပါလိမ့်မယ်တဲ့ကိုရွှေမျိုးဝင်းနဲ့နော်ကျွန်တော်မလေးတော်ကျွန်တော်ဘုံဆက်နေကျွန်တော်ဒီမှာကြည့်လိုက်အခုအချိန်ကဘယ်နှမိနစ်လဲစင်တိုင်းနဲ့တမိနစ်နော်ကျွန်တော်ဘုံဆက်နေတော့ဘုံကြပါ යි နော်ကျွန်တော်ကကမ္ဘာတော်တကယ်ချစ်တဲ့လူကမ္ဘာတော်သားတွေကိုတကယ်ချစ်တဲ့လူ နေရာတန်းကိုရောက်တဲ့ကောင်ကျွန်တော်ကျွန်တော်ကတကယ်သွားတာအခုနမကရဲ့အနောက်မြောက်တိုင်းစစ်တပ်နန်းချုပ်တိုင်းဘူးဘူချုပ်မျိုးမိခွေကိုမေးလိုက်တိုင်းစစ်ဦးစီးချုပ်ဒေသ27ကဘူချုပ်ကျော်ကျော်ဝင်းကိုမေးလိုက်ကျွန်တော်တို့ကမိသားစုတွေနော်ကျွန်တော်ဘာလို့ခင်ဗျားတို့ဖန်ဆိုင်ကျင်နေကြတာလဲတတိထားရမယ် မှမပေါင်းလာနဲ့ကြည့်လိုက်ကျွန်တော်ခံခံတဲ့လူတွေကဒီမှာကြည့်ဒီမှာနောက်တစ်လုံးနောက်နှလုံးလုံးစတိုက်လာတာဒီမှာကြည့်ဒီမှာနောက်တစ်လုံး3969383တိတိ48ဒီမှာက3969680 959 ော့ဘာလို့အဲ့လောက်တိုက်ခိုက်ကြတာလဲဖျဲသေးသေးလားကြီးရသေးသေးလားကျွန်တော်အခုနောက်ရောက်တဲ့စနေနေ့ကျတိုင်းမူကြီးရဲ့အလူကိုကျွန်တော်သွားတယ်တစင်းဦးရောကျွန်တော်ရောချော်စိုးဦးရောသွားတယ်ဒုတိယချိန်ကျွန်တော်ဆက်သွားတာပထမချိန်ကတော့ဖြစ်တော့ချော်စိုးမပါတော့ဘူးဒုတိယချိန်မှာမပါတဲ့အတွက်တစင်းဦးနဲ့ကျွန်တော်နှစ်ယောက်သွားတယ်နော်အကျွန်တော်အကြောင်းကိုဒဇင်ဦးကပဲပြောပြပါလိမ့်မယ်ကိုစော်ဝင်းရဘလို့ယောက်ျားမျိုးလဲဆိုတာကိုဒဇင်ဦးပြောပြလိမ့်မယ်အဲ့တော့ဟိုပြောနေတာဗျာ ခင်ဗျားတို့ကျွန်တော်ဘာလို့အဲ့လိုဖိုင်းခိုင်းနေရလဲဟမ်ခင်ဗျားတို့ကျွန်တော်တခုပြောပြီးလားအနာရှိဆန်လို့အနာရှိဆန်ခင်ဗျားတို့အကုန်မှန်လားကျမ်းပေါ်ထဲမှာရှိတဲ့လူအလုံးကမှန်လားဝင်ကြီးဌာနရဲ့လက်အောက်မှာရှိနေတဲ့လူတွေကအလုံးကမှန်လားကျွန်တော်အရောင်တက်တက်မေးတာလေကျွန်တော်တို့တိုင်းပြည်မှာအခုတက်မတော်ကာဝေးဦးကြီးချုပ်အဖအတုချုပ်ကြီးတို့ ਨੇ နာဇာကဖွဲ့ဝင်အစိုးရတရက်နဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့မှတိုင်းပြည်ကိုပြုပြင်ပြောင်းလဲရမှာဝန်ထမ်းတွေကိုလက်ပေးလက်ယူလုပ်ပါတယ်တို့ပြည်သူကမကြည်ပြူတဲ့ကိစ္စတွေအများကြီးရှိတယ်အဲ့ဒါတွေကိုခင်ဗျားတို့ပြင်ရမှာခင်ဗျားတို့ကပြင်ရမှာပြည်သူကဒါမှအစိုးရအစ်စ်တခုပေါ်ထွက်အောင်လုပ်ရမှာခင်ဗျားတို့ဝန်ထမ်းမလုပ်ချင်မလုပ်နဲ့ငါတို့လက်ကဒီတိုင်းပဲပေးတယ်ဆိုရင်မလုပ်နဲ့လေခင်ဗျားတို့ဘာမှမလုပ်ခိုင်းဘူး ်ခင်ဗျားတို့လှုပ်လာပြီးတော့ငါတို့ရတဲ့ဓာတ်ကံနဲ့မလှုပ်နိုင်လို့ငါတို့ကလက်ပေးလက်ယူလှုပ်တယ်ဆိုရင်ဒါဆိုတိုင်းပြည်ဘယ်လိုကောင်းပါလဲဟဲ့မလှုပ်နဲ့လေကျွန်တော်မလှုပ်နိုင်ဘူးလို့ပြောလိုက်ကွာခေါင်းတဲ့ပြောပါလားကျွန်တော်ဒီဝင်နေတဲ့ဓာတ်ကံနဲ့ကျွန်တော်မလှုပ်နိုင်ဘူးပြာလို့အစိုးရကိုခင်ဗျားတို့မပြောရဲဘူးလားအပြောရတော့ခမောက်ဘာလုပ်လဲလက်ပေးလက်လက်ပေးလိုက်လုပ်တယ်လေလှုပ်တော့ပြည်သူကမကြည့်ဘူးလေ ဒါအမှန်တရားကိုကျွန်တော်ပြောပြနေတာအစိုးရလည်းအစိုးရလုပ်တကူကို तू လုပ်ပေးလိုက်မယ်အဘကကြိုကြီးက तू သမနာဖြစ်နေတယ်ဖြစ်လိုက်မယ် तू ဓာတ်ရီကိုဒီလိုဒီတောင်းတရားတွေရှိရဆိုရင်ပြောလာလို့ရှိရင်ခင်ဗျားတို့တတိရှိရှိနဲ့ပြောလို့ဗျာခင်ဗျားတို့မပြောရဲမဲ့ဒီသူပေါ်မှာလက်ပေးလိုက်လို့လုပ်တယ်ဆိုရင်တော့ဒီသူကလည်းပြောပါပဲအဲ့ဒီအတန်ဒီခင်ဗျားတို့အချိန်ပြည့်ကြားနေရမှာအဲ့တော့ကျွန်တော်ဝန်ထမ်းတွေကိုပါလေကျွန်တော်ကဆဲလို့ဒီကောင်းကိုဖန်ဟုတ်လားဩ ပြောပြီးသားလေအနာရှင်ဆဲလို့ခင်ဗျားတို့ကမတရားသမီးလုပ်တာလေမြေတွေတောင်မှငါဘုကြုံကြီးရဲ့ညီပါအငါပါပါညာပါဆိုပြီးတော့ခင်ဗျားတို့ပြင်းဦးလေးမှာလိန်တာဟမ်ကျွန်တော်တော့ကြောသေးတယ်မင်းတို့အသက်ရှည်သေးကြမှာလေတဲ့ကြောတာလေးနည်းနည်းလျှော့ပါတဲ့မလိုပါဘူးဗျာလို့ကျွန်တော်ကယင်တွေကနေချိန်ပြီးပြောလိုက်ခင်ဗျားကိုယ်တိုင်ကိုကဝင်တန်းပြောက်လုပ်ပြီးတော့နေ နိုင်ငံနဲ့လူမျိုးအတွက်ကိုခမရစစ်မှန်နေပြီလားလို့ကျွန်တော်လည်းရင်ထဲကနေမေးလိုက်ပါတယ်နော်မင်းတို့တဲ့အသက်ရှည်စေချင်တယ်တဲ့ကျွန်တော်ကိုပြောတဲ့လူကကျွန်တော်ကျွန်တော်လိုမျိုးနိုင်ငံတာဝန်ကိုသူဘယ်လောက်ထမ်းဆောင်နိုင်လဲဟုတ်လားအခုကျွန်တော်ကနိုင်ငံတော်အစိုးရရဲ့လာစာလည်းမယူဘူးလုံးဝမယူဘူးနော်အတုပေးစာခန်းစာမှလည်းကျွန်တော်မစားဘူး ကျွန်တော်ဒီလိုအလုပ်လုပ်နေလို့ကျွန်တော်မြေခွက်တုတ်ခွက်မရဘူးပါဦးခင်ဗျဒါပေမဲ့ကျွန်တော်ကဝန်ထမ်းတွေအကြောင်းကိုအမှန်တရားကိုပြောနေတယ်တမတော်ကစောနာကျွန်တော်ပြီးရင်လာလိမ့်မယ်ကျွန်တော်ပြောပြမယ်အဲ့ဒီလူတွေရဲ့အကြောင်းကိုကျွန်တော်အမှန်တရားကိုပြောတယ်ကျွန်တော်ကိုပစံပေးပြလို့လေခိုင်းလို့မရအောင်ကျွန်တော်ကအမှန်တရားကိုရမ်းကြိုက်တဲ့လူဖြစ်တဲ့အတွက်ကျွန်တော်အမှန်တရားကိုပဲပြောမှာအဲ့တော့ယာရုရှိလို့အာနာရှိလို့လုတ်ပိုင်ဝင်ရှိလို့ဆိုတဲ့လူတွေကကျွန်တော်မုန်းတာပေါ့ ဒီကောင်ကမရအောင်ဒီကောင်ကဒီကောင်ကဘလို့သွားညှိညှိဒီကောင်ကဘာလို့သွားပြပြဒီကောင်ကဘလို့မအောင်ဆက်မပြေဘူးဆိုတော့သူတို့တိသွားတယ်တိသွားတော့အသက်ရှည်စေခြင်းနဲ့ဘာတရားယူမလို့မသိဘူးအသက်ရှည်စေခြင်းနဲ့ဆိုရင်ကျွန်တော်တို့မြန်မာပြည်ကိုပြည်သူလူထုဒီလိုအသိဉာဏ်တွေဒီလိုပညာမျိုးတွေအမှန်တရားတွေပြောရအောင်ဒီလိုက်ပေါ်မှာဒီလိုမျိုးယူကျွားတွေလိုက်ပြီးပြောပြပါ ဲ့ဒါဆိုရင်ကျွန်တော်မြန်မာနိုင်ငံပြည်သူလူထုကတပြေးပြေးတော့တည်လာမှာပါနော်စစ်တပ်ကိုဘောမာတယ်ဆိုပြီးတော့ဘောတော့ဆွတ်မမပါနဲ့ကိုယ့်ရဲ့ကိုယ်ကျိုးစည်းဝါးတွေတောင်းနဲ့အလုံးမလုံးပါနဲ့လူဝဆိုတာခမားတက်ဘလောက်နေရပါလဲဟမ်အလုံးစုံ85နဲ့တော့ဟုတ်လားတည်တာပါလေဟမ်ခမားတို့ကကိုယ့်နိုင်ငံကိုကိုယ့်တိုင်းပြည်ကိုမှချစ်တာဒါကြောင့်မလို့ကြော်မျိုးမင်းအဲ့စကားတွေပြောနေတာခမားတို့ကတိုင်းပြည်ကိုချစ်ချင်အောင်ဆောင်းနေတာခမားတို့ချမ်းသာဖို့ပဲအလုံးလုံးနေတာ ဟမ်တိုင်းပြည်ကိုချစ်တာမဟုတ်ဘူးအာကျွန်တော်ကဥပဒေတိုင်းပဲသွားမှာဘူဝရောဘတခုပဲကျွန်တော်သွားမှာကျွန်တော်နှောင်းရှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရနေနော်အဲရောက်တယ်မှာကျွန်တော်လုံးမှာအဲ့လိုလုံးရမှာနော်အဲ့တော့ခင်ဗျားတို့ကအဲ့လိုမလုပ်ဘဲနဲ့အမှန်တရားပြောတော့ကျွန်တော်ကိုသက်ချင်တာပေါ့ဒီဘက်ကလူတွေထောင်မချအကြောင်းကျွန်တော်ကိုလိုက်ပြီးတော့ပြောနေရလေကြောင်းချပါဗျကျွန်တော်ဘယ်နာအောင်ကြပါလဲ900ငါပုံမှန်လေကျွန်တော်ကြရင်3နှစ်ပေါ့လူရင်းချမ်းသာမတောင်းဆိုပါဘူးနော်ကျွန်တော်အကြခံပါမယ် 大卫。妹。